ေထွန်းရဲ့ဟိုပါတော့တူဆိုတော့သိတယ်အဲ့လိုတော့ကျွန်တော်ကသိတယ်เนาะလူကတော့ခါမစုံဘူးစုံနေနေဖြစ်တဲ့ဟာတော့ခါကျွန်တော်မကြုံဘူးဆိုတော့တွေ့တဲ့အခါမှာစိတ်ထဲမှာတော့မကောင်းဆိုတော့ gospel song မှာကျွန်တော်ရေးထားတဲ့ပုံကအဲ့ပုံဖြစ်နေဟိုအီတူတို့အဒီနိုတို့ကလည်းအဲ့လို crush နေအော်ထားပြီးရယ်ဆိုတော့ကျွန်တော်အရင်သူတို့တော့ကျွန်တော်လေးစားတယ် gospel လောကမှာလုံးဝဘယ်သူမှ မတိလိုက်တဲ့သချင်းပြောလို့ရတယ်ချင်းနေမှာပါတယ်ဒီကဘာအတွက်ပေါ့ညီလေးအဒီနိုအာဒီနေ့ဆိုရင်အဖဖခင်ရင်ခွင်မှာသူဒီအေဂျင့်ဆိုတာပေါ့နော်အာနေရပြီးသူမယ်တယ်တွေနဲ့အဲ့မှာအကောင်းဆုံးသူ ချီးမွမ်းနေရပြီပေါ့နော်ကျွန်တော်အဲ့အရာရောနောက်ဆုံးစကားလေးပြောချင်ပါတယ်အော်အဒီနိုနံပါတ်တော့ကျွန်တော်ငယ်ငယ်လေးတည်းကဟို အဲကျွန်တော်ဆယ်လမ်းကျောင်းသားဘဝတုန်းကဥညီထွေရဲ့ emblem လေး emblem ကျွန်တော်တိတ်ခွေပေါ့အဲ့မှာတော့ကအာဥညီထွေကနေပြီးမှကဘာမှာတန်ငယ်ဆုံးထွက်မှာပေါ့အဲ့ထဲတော့သူ့ကိုကျွန်တော်ကတည်ပြီလေနော်တနိုင်ငယ်လုံးတည်ပြီစားတည်တာတော့အဲ့မှာစားတည်တာပေါ့လူချင်းပြန်မဆုံးမဆုံးဘူးဒါဒီဥဝေထွန်းရဲ့ဟိုပါတော့2ဆိုတော့တည်တယ်အဲ့လိုတော့ကျွန်တော်ကတည်တယ်နော်လူကတော့ခါမဆုံးဘူး ဟုတ်တယ်သူအဲ့ဒီတည်င်းလေးကြားတဲ့နေ့ကတော့ကျွန်တော်လဲ Facebook မှာတွေ့တော့ဟာလုံးဝကျွန်တော်လဲ short မိတာပေါ့နော်ညဘက်မှာအာဘလို့ကြီးလဲခံစားချက်တည်းတည်းသိပ်မကောင်းကြီးလိုက်ခံပါဘူးဘာလို့လဲဒါမျိုးတစ်ခါမကြုံဘူးလေနော်ဒီလိုမျိုးစုံနေနေဖြစ်တဲ့ဟာတော့တစ်ခါကျွန်တော်မကြုံဘူး ဆိုတော့တွေ့တဲ့အခါမှာစိတ်ထဲမှာတော့မကောင်းဒါပေမဲ့အဒီနိုနဲ့ငါနဲ့ကတကူတော့စိတ်ထဲမှာရှိနေတယ်လို့ပဲပေါ့နော်ဒါပေမဲ့ကျွန်တော်လုံးဝကျွန်တော်အဲ့ဒီချင်းကျွန်တော်လည်းမေ့နေတာအော်ကျွန်နောက်မှကျွန်တော်နောက်တရက်မှကျွန်တော်စိတ်ထဲမှာဟာအဒီနိုနဲ့အီတိုးနဲ့နှစ်ယောက်ဆိုထားတဲ့ငါရေးဘူးတဲ့ဒီအကျိုးပြုတွေတခုရှိတယ်ပေါ့ဒါပေမဲ့ကျွန်တော်အဲ့ချိန်မှာမှအဒီနိုနောက်ဒုတိယချိန်ကျွန်တော်ပြန်ကျွန်တော်ပြန်ကြားရတာပေါ့နော်အဲ့နေမေကိုကျွန်တော်ပြန်ခေါ်အော်အဒီနိုဆိုတော့ကျွန်တော်သိရလေ အဲ့တော့ကဆိုရင်တို့ကကျွန်တော်ထင်တယ်အဲ့တော့ဆယ်ကျော်သက်ပဲရှိဦးမယ်ကျွန်တော်23ပဲရှိသေးတယ်အဲ့တော့ကျွန်တော်တို့မရှိဘူးဆို16စက္ကန့်ရဲ့ပဲရှိမယ်ဒါပေမဲ့တို့ကိုကျွန်တော်အဲ့တော့အခုပြန်စဉ်းစားရပါတော့အဲ့တော့တို့ရဲ့တချင်းနားတော်မူအောင်အားကပါတော့ဟိုဘယ်လိုပြောမလဲဘယ်လောက်ထိရှေ့ကိုရောက်နေလဲပေါ့ဗျာအဲ့ဒီတချင်းကိုကျွန်တော်ပြန်လာထောင်တော့ဟာတို့ music တီးတိုင်းပုံစံရအစတို့ဆိုထားတာလုံးဝ event event 74 slate အဲ့ဒီတိုင်းကိုကျွန်တော်ခံစားရတော့ဟာတို့ရဲ့ဟိုလှုပ်ချင်တဲ့ဟာကြီးလေ Oh Lord နှစ်ပေါ်မှာတော်တော်ကြီးရွှေဝေရောက်လာရကျွစင်ပေါ့နော်ဘာမေသတ်ဖို့ရှင်သာနိုင်ဖို့ဒါလေဘယ်နည်းရနဲ့သံသနိုင်လဲ အာဘယ်လိုပြောမလဲသူက gospel song တော့ဟုတ်ပြီမဲ့ gospel song ဆိုပို့ဆိုးတာပေါ့ဗျာဒီလောကထဲမှာတော့မှအဲ့လိုဝါဝါဆို orange ဟာဆိုလူတွေတိတ်ပြီးလက်မခံနိုင်သေးဘူးဆိုတော့ gospel song မှာကျွန်တော်ရေးထားတဲ့ပုံကအဲ့ပုံဖြစ်နေဟိုအီတူတို့အဒီနိုတို့ကလည်းအဲ့လို crush နေအော်ထားပြီးရယ်ဆိုတော့ကျွန်တော်အရင်သူတို့တော့ကျွန်တော်လေးစားတယ်ငယ်ပေမဲ့လေကျွန်တော်ထင်အရင်ငယ်ပေမဲ့လေးစားတယ်အာဒါပေမဲ့အာ gospel လောကမှာလုံးဝဘူးမှမတိလိုက်တဲ့သင်ပြောလို့ရတယ်ချင်းနေပါတယ်ကဘာမီတို့ ဒီကဘာအတွက်ရမတွေ့ဘူးမြင်နေမမြင်ဘူးဒါပေမဲ့ကျွန်တော်နဲ့ကျွန်တော်တို့ရဲ့ဆက်နွယ်မှုကတော့အရင်ထူးဆန်းတယ်။ဘာလို့ဆိုတော့ကျွန်တော်လဲအချိန်တုန်းကတေးတေးတချင်းရေးခါစအရွယ်အာကုတချင်းတွေကိုယူပါယူပါဆိုမှအလကားလိုက်ပြီးနေတဲ့အရွယ်ပါဘောနော်အချိန်တုန်းကဆိုတော့ အဲ့တော့ကျွန်တော်လုံလိုက်တဲ့ဒီတချင်းလေးတပုတ်ကသူတို့လက်ထက်ရောက်ပြီးသူတို့ကလည်းကောင်းကောင်းဖန်တီးလိုက်ပြီးတော့မှဒီနေ့လိုတစ်ချိန်မှာပြန်ပြီးမှဆင်းရဲမှုကတော့ဝန်내စီရတော့ကောင်းတာပေါ့နော်သူကတော့သူ့ရဲ့နောက်ဆုံးထွက်သက်တီးရတော့သူ့ရဲ့ Mayday Music ကိုသူဒီချပြသွားတယ်။ဒါကြောင့် Mayday Mayday လောကမှာရှိတဲ့ Mayday Band တွေသူသူတို့ Band လိုပဲပေါ့နော်။အာဆက်သွားပါပေါ့နော်။အာကျွန်တော်တို့ဝန်내စကတော့အာညီညီလေးအဒီနိုအာဒီနေ့ဆိုရင်အဖဖခင်ရင်ခွင်မှာသူဒီ agent ဆိုတာပေါ့နော်။ နေရပြီးသူမယ်ဒယ်တွေနဲ့အဲ့မှာအကောင်းဆုံးသူချီးမွမ်းနေရပြီပေါ့နော်ကျွန်တော်အဲ့ဒါကြီးတော့နောက်ဆုံးစကားလေးပြောချင်ပါတယ်